အစီအစဉ်လေးကနေပြန်လေးကြိုဆိုပါရစေ။ဒါကတော့ဒေါ်ရီဒီအုံးရဲ့တယုံမှန်နဲ့ဒေါ်ရီဒီအုံးကျွလွန်ခဲ့တဲ့ပြစ်မှုတွေ၊အိုထင်းတွင်းရွာဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒီဆဲလုတ်ကြံထားတဲ့အကြောင်းအရာတွေရဲ့ဒုတိယပိုင်းကိုဆက်လက်ပြီးတော့နาศင်ရမှာပဲဖြစ်ပါတယ်။ပထမပိုင်းလေးနဲ့ဆက်ဆက်ပြီးတော့နาศင်ပေးပါအောင်ခင်ဗျာ။မြန်မာနဲ့ဒီမော်ရမျိုးနဲ့ကမိုင်အားဖြင့်56မိုင်နီးပါ56မိုင်ကျော်ပေါ့ဝေးတယ်။ကားနဲ့သွားရင်2နာရီလောက်ပဲ2နာရီကျော်ပေါ့နော်2နာရီ2နာရီနီးပါကြာမြင့်တယ်။အဲ့ ဆိုင်ငယ်နဲ့တွားရင်လည်းနှစ်နာရီဆွန်းဆွန်းကြာနေတယ်။အကယ်၍တော့ယတီအုံးသာမုံရွာကနေဟိုတယ်တွင်ရွာကိုတွားမယ်ဆိုရင်16နာရီကြာမြင့်ပါဘူး။သို့တော့ဒီကိုတက်ထွေးနိုင်ဟို sorry ပါအကိုအကိုရဲ့ဒီတော့ယတီအုံးနဲ့ပြောဆိုထားတဲ့ဗီဒီယိုကလစ်လေးကိုကျွန်တော်တို့လည်းကြည့်ရှုရပါတယ်။ဒီဗီဒီယိုကလစ်လေးကိုလည်းကျွန်တော်တင်ထားမိပါတယ်။ဒါတွေအတွက်လည်းခွင့်ပြုပေးပါ။ဒါဒီနေရာကနေဆိုတော့မိလေးဆက်ဆန်းနဲ့ခွင့်တောင်းတာပါ။ဒီခြေကနေမှဒီကိုတက်ထွေးနိုင်နဲ့တော်ယတီအုံးနဲ့ပြောဆိုထားတဲ့ အင်တာဗျူတွေကမှဒေါ်ရီအောင်ထပ်ပြီးတော့လီစဲလိန်လေပြီးတော့ပြောဆိုသွားတဲ့အကြောင်းအရာကဘုံကျဲနေတဲ့အချိန်ဒုံးဆိုတဲ့အတန်ကြားရတယ်သူကမိုးရွာမှာရှိနေတယ်56မိုင်ခွာကလေကြောင်းတိုက်ခိုက်မှုကိုဒေါ်ရီအောင်ကကြားနိုင်တဲ့ sense တခုရနေတယ်ပြီးရင်56မိုင်ခွာဝေးရှိတယ်တနင်္လာကျော်ပဲသွားရတဲ့ခီကိုဒေါ်ရီအောင်က3နာရီကျော်ဒုံးဆိုင်ပြီးမောင်းပြီးမှရောက်ရှိသွားတယ်လို့ဆိုတယ်ဒါကတော့လမ်းအနေထားသူတို့ဝယ်လာခဲ့တဲ့အနေထား တိုင်ငယ်နဲ့သွားသလားကားနဲ့သွားသလားကျွန်တော်မသိအောင်ဆိုတော့ကျွန်တော်တို့ပုံမှန်သွားရင်ဒီဟိုထင်းတွင်းရွာနဲ့ဟွန်ရွာနဲ့ဆိုင်မြင်ကြီးလိုဘူးတက်လင်းတို့ဒီလမ်းကြောင်းတွေကလုံးဝရှင်းပါတယ်ဒါသူတို့ဆိုအကျန်းဖက်ဖွယ်စီ PDF တွေဖြစ်တဲ့အတွက်ဒီလမ်းကြောင်းမှာဆက်စည်းမရှိဘူးဘာကြောင့်လဲတက်မလို့ကထင်းချုံနိုင်တဲ့နေရာဖြစ်ဘူးနာဆာကားကထင်းချုံထားနိုင်တဲ့နေရာမဟုတ်တဲ့အတွက်လွတ်လွတ်လပ်လပ်ဥတ္တဟုအတားစီမရှိသွားလို့ရတယ်ဆိုတော့ဒီခီးကို၃နာရီကျော်သွားခဲ့တယ်ဒီနေရာမှာလည်းကျွန်တော်တစ်ချက်ထောက်ပြချင်တာဒီခီးကအဲ့လောက်မှကြာတဲ့ခီးဖြစ်တယ်နောက်တဲ့တစ်ခုက မုံရွာကနေဒီတရောင်းတက်ခိုင်မှုသူကကြားနေတာအားကြောင့်ကြားနေတယ်ဒီလိုပဲမျက်ရည်ချူတာပေါ့ဒီလိုမျက်ရည်ချူမှာပဲတော်ရည်ဒီအုံးနေနဲ့သူရှေ့မှာမှားထားခဲ့တဲ့အကြောင်းအရာတွေရောနောက်ပြီးတော့လက်လွန်ထားတဲ့ဇက်ညွန်းပေါ်မှာလိုအပ်ချက်တွေရောသူပြန်ပြီးတော့ကားနိုင်မယ်လို့ယူဆထားတာပါအဲဒါကကျွန်တော်ဆက်ဆက်ပြီးတော့ပြောတာပါအဲဆိုတော့ဒီအဓိကအကြောင်းအရာကတော့ဒေါ်ရီလုံကအကျန်းဖက်အဖွဲ့စည်းရဲမှာပါဝင်လှုပ်ရှားနေတဲ့ PDF တယောက်တည်းမဟုတ်ဘူး။သူကိုယ်တိုင်လူတက်မှုတွေလူတက်မှုတွေ လုံးဝရရက်ဆက်ဆက်နဲ့တက်ပြတ်ခဲ့တာပါဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တက်ပြတ်ခံရတဲ့ရေးမှုတွေရတက်ချက် ကြီးတွေဒလန်ကောင်းတဲ့တက်ခံရတဲ့ပြည်သူတွေနဲ့ရတက်ဖို့ပဲမိသားစုဝင်တွေဒီဒေတာမှရှိပါတယ်ကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့သူတွေလည်းဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဆက်နွယ်တဲ့သူတွေအားလုံးသိပါလိမ့်မယ်နောက်ပြီးတော့ဒီဖြစ်စဉ်မှာတော်ရီအုံးကိုယ်တိုင်တက်ပြတ်ခဲ့တဲ့တက်ပြတ်ခံခဲ့ရတဲ့ဒီရန်ကြီးအောင်တက်စကန်က21ယောက်နောက်ပြီးတော့ဒီမြောက်စီရက်စကန်ကရဲမှုနဲ့အပွဲ2ယောက်23ယောက်ဒါအပြင်သူတက်ခဲ့တဲ့ကြိုးကြကြိုးကြ ကလေးမျိုးတောင်ပိုင်းမှာလှုပ်ရှားရင်းနဲ့လင်းလစ်တယ်လို့ CDM မလုံးလို့ဆိုတဲ့ VR နဲ့တက်ဖြတ်ခဲ့တဲ့ကိစ္စတွေရှိအ ਨੇ ဆုံးတော်ရည်ဒီအောင်တက်ဖြတ်ခဲ့တဲ့ဒီကာလအတွင်းတက်ဖြတ်တဲ့လူဦးရေအ ਨੇ ဆုံး30ကျော်ရှိပါလိမ့်မယ်။နည်းနည်းတော့လူဦးရေမဟုတ်ပါဘူး။လူဦးရေ30ကျော်တက်ဖြတ်ခဲ့ရတာပါ။အမတန်ဆိုးရပါတယ်။ဒါကြောင့်ဒီနိုင်ငံတော်အနေနဲ့လည်း NASA ကပေါ့လက်ရှိချိန်မှာကျွန်တော်က NASA ကလို့ဆိုရမှာ။ NASA ကအနေနဲ့လည်းဒီ hotel တွေကဖြစ်စင်တဲ့ပတ်သက်ပြီး ဒါတို့ကြေညာချက်တစ်စောင်ထုတ်ပြန်ထားတယ်ဒီလောက်ပဲပြီးသွားပြီကျန်တဲ့ကိစ္စတွေဟုတ်ချင်းမဟုတ်ချင်းစပီမရှင်းဘူးဒါကဒီနောက်ဆောင်ရဲ့ပြန်ကြားရေးခံတာကျွန်တော်တို့မစွမ်းဆောင်နိုင်တဲ့ခံတာအဲ့ဒီနေရာမှာနောက်ဆောင်ကနေနဲ့ထပ်ပြီးတော့ issue တစ်ခုကို highlight လုပ်ဖို့လိုတာကတော်ရည်ဒီအောင်ရဲ့ခံတာပါ2020ခုနှစ်ထဲမှာလည်းပုံမှန်905ကကြီးနဲ့တရားစွဲဆိုခံထားရတယ်ဒါကတော်ရည်ဒီအောင်ရဲ့ဖြစ်စဉ်ပါသော85မြင်းဆောင်2021နဲ့905ကကြီးကလေးမြမရေစကမ်းပါ ရားစွဲဆိုခံနိုင်ရတယ်။ဒီအကြောင်းအရာတွေရှိခဲ့တယ်။နောက်ပြီးတော့လိုတက်ခဲ့တဲ့ပြစ်မှုတွေဒါကျွန်တော်ပြောပြခဲ့တဲ့အထက်မှာတော့ရန်ကြီးအောင်နောက်ပြီးတော့မြောက်စီထို့မှဘေးနားပတ်ဝန်းကျင်ကရွာတွေမှာပြစ်မှုတွေများပြားရှိပါတယ်။ဒါကြောင့်နာဆာကအနေနဲ့ဒီဒေါ်ယတီအုံနဲ့ပတ်သက်ပြီးတော့လက်ရှိမှာအမေရိကကာဘာလို့လို့ပရဟိတလို့ကေဇေရီလို့လို့ကာကွယ်ယူထားတာရှိတယ်။ဒါပေမဲ့သူကလင်းလစ်တယ်လို့လက်နဲ့ကင်ပြီးတိုက်ပွဲတွေဝင်ပါတယ် ။ဒါကြောင့်မလို့တော့ယရီအုံနဲ့ပတ်သက်ပြီးဒီနိုင်ငံတော်အပေါ်မှာနောက်ပြီးတော့ data တွင်းပြည်သူလူထုတွေအပေါ်မှာအကြမ်းဖက်မှုတွေတပ်ဖြတ်မှုတွေပြုလုပ်နေတာဖြစ်တဲ့အတွက်တော့ယရီအုံနဲ့ပတ်သက်ပြီးတော့ထိရောက်တဲ့အကြောင်းအရာအဓိကထိရောက်တဲ့အကြောင်းအရာဆိုတော့လူအပ်တာဆက်လက်ပြီးဆောင်ရွက်ဖို့ပဲပြောတာပါ။ဒါကျွန်တော်တို့ဘာလို့ပါလို့လူတယောက်ရဲ့ဒီသူ့ရဲ့သူရွေးချယ်ထားတဲ့ right သူရှောက်နေတဲ့လမ်းကြောင်းနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်ဘက်ကဘာလို့ပါညာလို့ပါဆိုပြီးတော့ကျွန်တော်တို့ဟိုခေါင်းငင်းဆိုခြင်း ပြရပေးတာတွေတောင်းဆိုတာတွေမလုပ်ပါဘူးဒါပေမဲ့သူဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့နိုင်ငံတော်အနေနဲ့လည်းကောင်းကောင်းသိဖို့လိုသလိုဒေသခံပြည်သူလူထုတွေမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေလည်းသိဖို့လိုအပ်တယ်ထင်လို့တက်ဆက်ပေးခဲ့တာပါ။ဘာကြောင့်တော်ရည်အုံးရဲ့အကြောင်းသူတက်ခဲ့တဲ့လက်ရဲဆက်ရဲတယောက်ဖြစ်တယ်ဆိုတာကိုကျွန်တော်ကတင်ဆက်ပေးရတယ်ဆိုတော့ပိုတင်နွေးရဖြစ်စင်ပါတော်ရည်အုံးကအင်မတန်ကိုမှအမှန်တရားကိုလိုချင်တဲ့အမှန်တရားဘတ်တော်သားတယောက်အနေနဲ့သူကရှက်ကြီးတင်ငိုတန်ပါကြီးတွေနဲ့ present လုပ်ခဲ့တာပါ သူလုပ်ခဲ့တဲ့ presentation video ကနိုင်ငံတကာကလည်းပြန့်နှံ့နေတာရှိတယ်။ထိုင်းမှာလည်းပြန့်နှံ့နေတယ်။ဒါပေမဲ့ကျွန်တော်ဘန်ကောက်ကမိတ်ဆွေတယောက်နဲ့စကားပြောတဲ့အခါမှာသူထိုင်းဘာသာနဲ့တင်ထားတယ်။ဒါပေမဲ့ diffusion နဲ့ပတ်သက်ပြီးတော့ဒီပညာရှင် shoot down က media shoot down ကနေပြန်ပြီးကြည့်ပြီးခြေပါထားလိုက်လည်းရှိတယ်။ဒီ audio ကဖြစ်စဉ်နဲ့ပတ်သက်ပြီး BBC လိုသတင်းဌာနကြီးကတောင်းမှဒီသတင်းကိုထိန်းပြီးတော့ရေးသွားတာလည်းအားလုံးပြရမှာ။ဆိုတော့ဒီ audio ကဖြစ်စဉ်မှာတော့ဘော်ယတီအောင်ကဒီအကြောင်းအရာပေါ်မှာနိုင်ငံရေးအမျက်ထုတ်ဖို့စူးစမ်းလိုက်မယ်။စူးစမ်းခဲလိုက်လိမ့်မယ်။ ဒီဗီဒီယိုရိုက်ကူးတဲ့ကိစ္စနဲ့ပတ်သက်ပြီးအကျိုးအမြတ်တစ်ဆုံးတရားရရှိခဲ့ပါလိမ့်မယ်။အထက်ပြင်ဒေတာကန်တချို့နဲ့နီးစပ်ရဒေတာကန်တချို့နဲ့ကျွန်တော်မိန်းမြန်းလို့ရတဲ့အချိန်မှာ PDF တွေပေးနာမှာစုဖွဲ့နေလှုပ်ရှားနေတဲ့ဒီကြောင်းရနဲ့ပတ်သက်ပြီးကျောင်းသားတွေလူငယ်တွေဒီဆုံးမှုနဲ့ပတ်သက်ပြီးတော့သတင်းမှန်မထွက်ဖို့သူတို့စုဖွဲ့လှုပ်ရှားနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့သတင်းပြရပေးပြီးသတင်းဖုံးနေတယ်လို့သိရပါတယ်။ဆိုတော့ဟိုအခြေအနေတစ်ခုလုံးကိုပြန်ပြီးသုံးသပ်ရင်စရဲကဒီဇယ်လိုင်းညမှားနေတာပါ ီဇယ်လောင်းဘသူရေးခဲ့တာလဲခင်ဗျားတို့တွေပဲပြန်ပြီးတော့တုံးသက်ကြပါနောက်ထပ်ဟိုရုပ်ရှင်တွေရိုက်ကြမယ်ဆိုလို့ရှိရင်ဆက်လန်လေးပြည့်ပြည့်စုံစုံရိုက်ဖို့လိုပါတယ်ရှုတော့ကောင်းကောင်းလေးတွေစက်ညှောင်းကောင်းကောင်းလေးတွေရေးပြီးတော့ဒီ shooting area ကြီးတစ်ခုလုံးကို setting new ငောင်းရင်ချဖို့လိုတယ်လို့ပြောချင်ပါတယ်ဆိုတော့ဒေါ်ရီအုံးလိုမျိုးလူ30မိဘကိုတက်ဖြတ်ခဲ့တယ်ဒါစရင်ရှိအနေနဲ့လူ20ကျော်ကိုလဲလှီးပြီးတော့တက်ဖြတ်ခဲ့တယ်မတိမရှင်တွေကိုစိုင်းကယ်နဲ့တရွတ်တိုက်ဆွဲပြီးတော့လမ်းမအထိကိုဆွဲခေါ်သွားတာ ဘလောက်ထိရက်ဆက်လဲဆိုတော့တွေ့ကြည့်ပါခေါင်းလေးကိုပဲလှီးတာလက်တွေကိုပဲလှီးတာပါတော်ရည်ဒီအောင်မှာဒါကြောင့်တော်ရည်ဒီအောင်ကတစ်ဖက်မှာသူ့ရဲ့အတိတ်မှာလူတက်ခဲ့တဲ့လူတက်သမားတစ်ယောက်ဖြစ်တယ်အကျန်းဖက်သမားတစ်ယောက်ဖြစ်တယ်အခုလက်ရှိအချိန်မှာကြာတော့အကျန်းဖက်မှုကိုဆန့်ကျင်တယ်လို့နောက်ပြီးတော့တစ်ဖက်ကဒီပြစ်စင်ပေါ်မှာအင်မတန်စီမျောပြီးအင်တန်မျောပါပြီး ဒီကလေးတွေအထူးကတည်ဆုံမှုပေါ့မှာနှလုံးသားကြီးနဲ့ခံစားပြီးတော့အမှန်တရားကိုပေါ်ပြခြင်းအမှန်တရားလိုခြင်းတွေဆိုတော့ဒီမဟုတ်မမှန်လောက်ရက်မဟုတ်မမှန်နဲ့စိတ်တော်ရမမှန်ကံစားနဲ့အကျိုးမြတ်ရရှိမှုဆောင်ရွက်တဲ့ကိစ္စကြောင့်နောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့ကျွန်တော်တို့ကဆက်ပြီးတော့တင်ဆက်ပေးခဲ့တာပါအချိန်နဲ့နဲ့အားလုံးသိဖို့လိုပါတယ်ဒီဖြစ်စဉ်မှာတော်ရည်အောင်ရုပ်ရှင်ကြိုက်တာကိုတော့ကျွန်တော်မြန်မာနိုင်ငံသားတွေတော်တော်များများကတောင်းကောင်းကြီးသိရှိနေပါပြီအဲကျွန်တော်ရဲ့ဒီ social media platform က ကွန်မန့်နေမှာရောနောက်ပြီးတော့ဒီတခြားဒီသတင်းမီဒီယာသမားတွေပေါ့နော်နောက်ဒီတိုင်း freelance user တွေရဲ့သုံးနေတဲ့သတင်းတွေပေါ်မှာပါဒီ comment တွေကိုကြည့်လိုက်လို့ရှိရင်မြန်မာနိုင်ငံဒီမြန်မာနိုင်ငံသားတွေအခြေအနေတွေပေါ်မှာခွဲခြားစိတ်ပြနိုင်လာတာတွေ့ရတဲ့အတွက်ကျွန်တော်အများကြီးလက်ဝန်းသာမိပါတယ်ဒီထက်ပိုပြီးတော့လည်းအခြေအနေမှန်တွေကိုသုံးသပ်နိုင်မှာစီလို့ပြောလင့်ပါတယ်နာဆာဘက်ကမှားတယ်ဆိုရင်မှားတဲ့အခြေအနေတိုင်းလိုက်ပြီးတော့သုံးသပ်ဖို့လို့ဒီလို PDF ဘက်ကမှားတယ်အကြမ်းသမားတွေဘက်ကမှားတယ်မှားတယ်လို့သုံးသပ်ဖို့လိုပါတယ် ဒါတိုက်ပွဲဖြစ်နေတာဖြစ်တဲ့အတွက်ပန်းအနေနဲ့ပေါက်နေကြတာမဟုတ်ဘူးနောက်ဆက်တွဲဆိုးကျိုးဖြစ်စဉ်ရှိမှာတော့ကျွန်တော်အားလုံးသိရှိပြီးဖြစ်ပါတယ်ဒါပေမဲ့ဒီဖြစ်စဉ်အပေါ်မှာတိကျထားတဲ့ကလေးတွေနဲ့သူတို့ရဲ့ကြံ့နေခဲ့တဲ့မိဘတွေအတွက်ခံစားချက်တွေသူတို့ရဲ့တည်ဆုံရမှုကအင်မတန်တန်ဖိုးမဲ့သူတို့ခံစားရပါတယ်ဒါကြောင့်မလို့အမှန်တရားအတွက်ထပ်မံပြီးတော့ဒီအကြောင်းအရာကိုဆက်လက်တင်ဆက်ပေးခဲ့တာပါနောက်ထပ်တော်ရည်ရုံမှားထားတာရှိပါသေးတယ်ဘာတွေဆက်မှားထားလဲဆိုတော့တည်ဆုံသွားတဲ့စည်ရင်နဲ့တော်ရည်ရုံလုံးကြံတည်ဆဲထားတဲ့အုပ်စုလေးတွေ sắp biểu chỉ là yếu mà. အချိန်တွင်အကျန်းဖက်စစ်ကောင်းစီကြီးလင်းချောင်းတိုက်ခိုက်ခံရမှုကြောင့်မတရားတေဆုံးခဲ့ရပါသည်။ကဘမမဝင်ဂရိတ်ကဲခဘအေအေမြင့်ဂရိတ်7မမောမြဟဂရိတ်7မအင်းငိမ့်စံ Ray Three, Mac, Mao, Iago, Ray Back, Mac, Ali Mo, Ray Two, Mao, Luan Bang Che, Ray Two, Mac, Mian No U Ko, Mac, Mo Quyen Phu, Ray Seven, Mac, Su Lai Na, Su Lan Nine Ko, Mac, Ding Ding Yu Nine, Do Di, Sip Kong Si Ye, Jam Pat Chin Chao. ကျွေလွင့်သွားကြတယ်ကလေးသူငယ်ကြီးမှတ်တမ်းပါမဆွေလိုင်းတက်ရှင်းနှစ်မဆင်နယ်ဖြူတက်ကူနှစ်မုံခိုင်အသက်ဆက်တုံးနှစ်မောင်ဖုံးဒီစားအသက်ခွန်နှစ်မောင်စင်ကိုအသက်14နှစ်ပါရှင်တတိကအမှတ်အသားပါရှင်နေ့2025 စကိုင်းလိုင်းဒေတာကြီးရှိဘခရံတပည့်မျိုးနဲ့ဦးထိန်တွင်းကျေးရွာစတင်ကြောင်းကိုစစ်ကောက်စီကလေကြောင်းအနေတိုက်ခိုက်လို့ကွယ်လွန်သွားကြတဲ့ကလေးတွေကဟောဒီမှာဦးငါဦးနဲ့ဒီနေရာမှာငါဦးမြုံနှံထားပါတယ်ဒီဘက်ကဦးလေးနှစ်ဦးနဲ့နှစ်ဦးမြုံနှံထားပါတယ်ဟိုဘက်ကဦးလေး၃ဦးနဲ့၃ယောက်မြုံနှံထားပါတယ်ဒါကအကြောင်းအကြောင်းဆိုဒီဘက်ရွာက၁၁ယောက်ကွယ်လွန်တာပါ ွယ်လွန်တဲ့အထဲထဲမှာဆရာမတစ်ယောက်ပါပါလေဒေါ်စင်မာသူအသက်23နှစ်ပါတာကကြာကလာကြောင်းပါဆရာမလေးတူပါဝင်ပါလေရှင်စုစုပေါင်း22ဦးွယ်လွန်တဲ့အနက်ကဒီဘက်ရွာက7ဦးကိုမြုံလထားတာဖြစ်ပါလေရှင်မင်္ဂလာပါအစီအစဉ်လေးကလည်းပြန်လည်ဆွေးဆော်ပါရယ်ခုနကဒေါ်ရီအောင်ရွတ်သွားတဲ့ဒီဒီထက်ခိုင်းမှုတင်မှာပေါ့နော်တည်ဆုံသွားတဲ့ကလေးတွေရဲ့နာမည်လေးတွေအသက်လေးတွေကိုလည်းတွေ့မြင်ခဲ့ကြပြီဖြစ်ပါလိမ့်မယ် အဒါပြင်ဒီဒေတာကန်တွေရဲ့အမိန်ပြန်နံပဲခေါ်မှာပေါ့နော်ဒီကြောင်းဖြစ်စဉ်အတွင်းမှာထိခိုက်ပြီးတော့တည်ဆုံသွားရတဲ့ကလေးတွေနဲ့ပတ်သက်ပြီးတော့ဒီသွားလို့ရသွားနိုင်ပြီဆိုပြီးတော့စိတ်မကောင်းစရာအခြေအနေနဲ့ပြောထားတဲ့ video file လေးတွေတွေ့ရမှာပါအခြေအနေတစ်ခုကိုရှင်းပြီးတော့ကြည့်လိုက်ရင်ဒေါ်ရီအောင်ပြောဆိုသွားတဲ့ကလေးတွေနော်ဒေါ်ရီအောင်ပြောဆိုသွားတဲ့ကလေးတွေကမဆူဆူရတီလိုက်စင်ွယ်ဖြိုးဝင်းဝင်းခိုင်ဖုံးတေစာနဲ့စင်ကို ဒီကလေးတွေကိုရိုက်ပြသွားတယ်။ဒီနေရာမှာရိုက်ပြသွားတာကဒီဖြစ်စဉ်အတွင်းမှာမှတ်တမ်းအနေနဲ့တက်တည်အနေနဲ့ရိုက်ပြသွားတာလို့တော်ရည်တူပြောဆိုသွားတာသတိထားမိပါပါ။သို့တော့ဒီကလေးတွေထိခိုက်တိုက်ဆုံးမှုနဲ့ပတ်သက်ပြီးတော့အုပ်ဂူလေးတွေပြုလုပ်ထားတယ်၊ဆီလေးတွေတုပ်ထားတယ်။ဒီနေရာမှာဒီအုပ်ဂူတွေကအဟောင်းတွေဖြစ်တယ်။အနီရောင်တုပ်ထားတယ်၊အပြူရောင်တုပ်ထားတယ်၊ဆီတွေပြဲလွင့်နေပြီဖြစ်တယ်။ဒါကကျွန်တော်လေတံမိုးတံထိထားတာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့အနည်းဆုံးမိုးရင်းတစ်တွင်းကာလမှာထိခိုက်ခဲ့တဲ့ဖြစ်စဉ်တွေဖြစ်မှာပါ။ဒါနာဆာကရဲ့ဒီကြောင်တက်ခိုက်မှုဖြစ်စဉ်တွေဖြစ်နိုင်တယ်။သူတို့တွေစုဖွဲ့နေထိခိုက်တာလည်းဖြစ်နိုင်တယ်။နောက်ပြီးတော့အကြံဖက်သမားတွေနဲ့အတူရှင်တွဲနေထိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ဒီအဖိတ်အဆင်တွေဖြစ်ပေါ်ခဲ့တာလည်းဖြစ်နိုင်တယ်။သို့တော့ဒီအိုထင်းတွင်းရဖြစ်စဉ်တွေပတ်သက်ပြီးတော့ဒီကလေးတွေရဲ့အုတ်ကူတွေလောင်းနေဆိုတဲ့ပုံစံမျိုးနဲ့ထပ်ပြီးတော့ပြောဆိုသွားတာတွေ့ရမှာပါ။ဒါပေမဲ့အရှိကအစီအစဉ်မှာကျတော့ဒေတာကန် အမျိုးသမီးတယောက်ကဒီကလေးတွေနဲ့ပတ်သက်ပြီးတော့သူရဲ့အမင်းပြန်နှမ်းတွေကိုထုတ်ပြသွားတာရှိပါတယ်ဒီနေရာမှာဒီအိုတင်းတင်းရွာကတောင်ရွာနဲ့မြောက်ရွာလို့ရှိတဲ့သဘောမျိုးပါအကြောင်းကားအလဲမှာရှိပြီးတော့ဘေးပတ်ဝန်းကျင်မှာဟိုလေခွင်းနေနဲ့တောလေးတွေပဲရှိတဲ့နေရာမျိုးပါလူတန်သားရတယ်လို့ပြောလို့ရပါတယ်သို့တော့ဒီဒေတာအတွင်းမှာအကျံဖက်သမားတွေစုဖွဲ့လှုပ်ရှားနေတာရဲ့နောက်ဆက်တွေကတော့ဒီဒေတာကအေးချမ်းမှာမဟုတ်ပါဘူးဒါကအခြေအနေမှန်ပါပဲအခြေအနေမှန်ပါပဲဆိုတာကအကျံဖက်သမားတွေအနေနဲ့ PDF ပြန်နေနဲ့ စည်းအရာတော်လိုင်းလမ်းကြောင်းကိုလိုက်မယ်ဆိုရင်ကြိုက်တဲ့လမ်းအောင်သွားကြိုက်တဲ့တက်ကြိုက်တဲ့အစိုးရနဲ့တိုက်ခိုက်သို့တော့ပြည်သူတွေနဲ့အတူရှင်တွဲနေထိုင်တာကဒေသခံပြည်သူလူထုကိုဒုက္ခပေးတာနဲ့တူတူပါပဲ။ကျောင်းတွေမှာနေတယ်၊စာသင်ကျောင်းတွေမှာနေတယ်၊ဘုံကြီးကျောင်းတွေမှာနေတယ်၊အိမ်တွေမှာနေတယ်၊အရေးဝတ်တင်နေနေတယ်၊လိုအပ်တဲ့ဆက်စင်ရဆောင်ရွက်ဖို့ရှိတယ်၊ချုံကိုတိုက်ခိုက်ဖို့ရှိတယ်၊အလူခံမှုရှိတယ်ဆိုလို့ရှိရင်ယူနီဖောင်းတွေဝတ်ပြီးထွက်တိုက်ကြတယ်။ဒါကသခိုင်းတဲ့တစ်ခုတည်းမှမဟုတ်ဘူး။နေရအစုံမှာဖြစ်နေတဲ့အခြေအနေ။ အခု PDF ဘက်ကနေရောက်ပြီးအလင်းဝင်လာတဲ့ကျွန်တော်တို့ data ကလူငယ်တွေလည်းတိတိုင်းပဲဟိုလူတွေနဲ့အဓိကကတော့အချက်သားတွေနဲ့ data ကနေနဲ့သူရှင်တွဲနေထိုင်နေတာရဲ့နောက်ဆက်တွေပါတိုက်ပွဲရဲ့အဖြစ်အစဉ်တွေဒီကြောင်တိုက်ခိုက်မှုတွေရဲ့အဖြစ်အစဉ်တွေလက်နက်ကြီးလက်နက်ငယ် trouble စတဲ့ဒီကဏ္ဍတွေရဲ့ဖြစ်စဉ်တွေရဲ့နောက်ဆက်တွေကြုံတွေ့လာရမှာပါဒါကိုဒေသခံပြည်သူလူထုအနေနဲ့အခြေအနေမှန်တွေကိုနားလည်သဘောပေါက်ဖို့လိုလာပါတယ်နောက်ထပ်တစ်ခုက AR တိုင်း ား ARB တိုင်းမှာဆိုလို့ရှိရင်ရခိုင်လမ်းနောက်ကိုင်းတပုံနဲ့ local PDF အများပြောင်းဝင်ရောက်လာတယ်။သို့တော့ဒေသခံပြည်သူလူထုက local PDF တွေအရှိုးချင်းတွေနဲ့ရခိုင်လမ်းနောက်ကိုင်းတပုံအေးအေးဒေတာတွေမှာတိုက်ဝဲပေါ်ဆောင်လုံးဝခွင့်မပြုအချိန်မီရရင်ရတဲ့တဲ့င်အားလုံးပြီးပါတယ်။ဒါတကယ်အခြေအနေမှာသို့တော့ ARB တိုင်းက NLD အမာကနေရပါဒါနိုင်ငံရေးအရာပြန်ကြည့်နိုင်ငံရေးပါတီအရာပြန်ကြည့် NLD ပါတီကိုအဓိကအားပေးထောက်ခံတဲ့တိုင်းဒေသကြီးတစ်ခုတိုင်းလုံးဒီဘက်က NLD ပါတီကိုအားပေးထောက်ခံတ အာတစ်ဖက်ကနိုင်ငံစကားနဲ့ပြောရင်အနီဒေတာပေါ့နော်အနီဒေတာလို့ပြောလို့ရတယ်နေရသို့တော့ AR တိုင်းသားတွေရဲ့ concept AR တိုင်းသားတွေရဲ့ရှုတော့သူတို့ရဲ့ mindset တွေကနည်းလေးလေးပဲမြင်နေတယ်ဒီဒေတာကဘယ်မျိုးတိုးတက်ပြီးဖြစ်တယ်စီးပွားရေးလုပ်ငန်းအကုန်လုံးအခြေချပြီးတော့အောင်မြင်နေတဲ့နေရဒီဒေတာမှာတိုက်ပွဲကိုခေါ်ဆောင်လာရင်ဒေတာကန်ကြီးကြီးကန်မယ်ပျက်စီးမယ်ဒေတာတွေဒီနေ့အချိန်ကြီးဖြစ်ပြန်မယ်စီးပွားရေးရန်ရအောင်ပျက်စီးသွားမယ်ဒါကိုဒေတာကန်ကြီးကောင်းကောင်းသိတယ်ဒါကြောင့် AR တိုင်းကို လုံးဝ PDF နဲ့အကျံဖက်တွေဝင်ရောက်လာတာနဲ့မှန်တယ်ဗျာတည်င်းရတာနဲ့မှန်တယ်ဗျာစိတ်ဝင်လှုပ်ရှားလာတာနဲ့မှန်တယ်ဗျာတည်င်းပေးနေတာပါပြီးခဲ့တဲ့ရက်ကမြောက်ဆန်းအမတာ၃လေးလေးနဲ့ပတ်သက်ပြီးတည်င်းနေကြားမိကြပါပါအရှိကြီးလေးမျက်နှာဒီဒေတာတွေမှာစုဖွဲ့လှုပ်ရှားတယ်ထင်းခုတ်ဝါခုတ်ဒေတာစုစုလေးတွေရှိတဲ့နေရာတွေကိုသွားရောက်ပြီးတော့တည်င်းသွားရောက်ပြီးစုဖွဲ့လှူရှားနေတာရှိတယ်။ဒီမြောက်ဆန်းနဲ့ပေတာကိရဲ့ကြားမှာရှိတဲ့တောင်အတက်ပေါ့နော်ရိုးမောက်တက်တဲ့အဆက်လောက်မှာစုဖွဲ့လှူရှားနေတာတောင်မှာတည်င်းရပြီးတော့ တွားရောက်တိုက်ခိုက်မှုပြုလုပ်နိုင်ခဲ့ဆိုတော့ဒီစကိုင်းတိုင်းမှာရှိနေတဲ့ကျွန်တော်တို့ရဲ့မိဘပြည်သူတွေအနေနဲ့လည်းအချိန်မှန်နဲ့နားလည်ဖို့လိုတယ် PDF ထဲမှာ code to ကိုသားတွေရှိတာဖြစ်တဲ့အတွက်ဒါကျွန်တော်ကင်းကွာလို့မရအောင်ဒီအချိန်မျိုးလည်းနားလည်ဒီနေရာမှာ PDF နဲ့အကြံဖက်အဖွဲ့တွေကိုကျွန်တော်ကမြတ်တာရဲ့ခံကျင်တာလူလူနဲ့ဝေးရမှာနေပါကိုခံယူချက်ကိုယုံကြည်ချက်ကြောင့် library for song နဲ့လက္ခဏာနဲ့ကိုင်လမ်းစဉ်ကိုလိုက်တယ်ကြိုက်တဲ့နေရာကိုသွားလို့ရတယ်သို့တော့စာသင်ကျောင်းတွေရွာတွေဘုံကြီးကျောင်းတွေမှာနေထိုင်တာ ခုကစပြီးဆင်ခြင်ပေးဖို့လိုတယ်။ဖြစ်နိုင်တော့နိုင်ငံရေးလမ်းစဉ်ကိုလိုက်ပြီးတော့လိုအပ်တဲ့ကိစ္စတွေမှာနိုင်ငံရေးနည်းလမ်းတွေဖြည့်ရှင်းဖို့ကျွန်တော်တို့ကတော့အပေးတယ်လို့ပဲဖိတ်ခေါ်တယ်လို့ပဲပြောရမှာပါ။ဒီလိုပြောလို့နာဆာကဥက္ကဋ္ဌပြောတဲ့စကားကိုလည်းညွန်လိုက်ပြီးတော့ဆိုတယ်လို့ထင်ထင်လို့ရပါတယ်။သို့တော့ဒါက data ရင်းအပြည့်စီအနည်းဆုံးအဖိတ်စင်အနည်းဆုံးနဲ့ကျွန်တော်တို့လူစားအရင်းနဲ့နီနီစင်စင် PDF ပဲဖြစ်ဖြစ်တက်မရိုဘက်ကလည်းဖြစ်ဖြစ်ဒါကျွန်တော်တို့နိုင်ငံသားတွေဖြစ်တဲ့အတွက်လူသားအရင်းမြစ်ပြည့်စီ ရှေ့ချောင်မှာကြာရင်နှင်းနေတဲ့တွင်မှာကျွန်တော်တို့မြန်မာနိုင်ငံမှာဒီအရွယ်ကောင်းလူငယ်တွေအဓိကယောက်ျားလေးအင်အားနေပါပြီးတော့အရွယ်ကောင်းလူငယ်ခြေတက်တွေနေပါသွားတဲ့ပြဿနာမြန်မာနိုင်ငံမှာအများကြီးကြုံတွေ့ရပါတယ်။ဒါအခုချိန်မှာမသိတာလေးပါဘူး။ဒီလိုမျိုးအခက်အခဲတွေရှိနေတာဖြစ်တဲ့အတွက်အားလုံးဒီချိန်မှာနိုင်ငံရေးလမ်းစဉ်တွေလိုက်ပြီးတော့နောက်ပြီးတော့ data တွေမှာတင်းတင်းအေဂျင်ရေးတွေကိုစောင့်ရက်နိုင်ဖို့ကို data ကံပြည်သူလူထုကလည်းလိုအပ်ပါတယ်။ဒါကြောင့်ဒီ ပြည်သူ့စစ်ရွာတွေကိုတော့ထွေးလို့ပြောကြရမယ်ရှင်ပြည်သူ့စစ်မဟုတ်ဘဲနဲ့ PDF တွေအရင်ကြီးစိုးမိုးထားတဲ့ဒေတာကရွာတွေအနေနဲ့ဒီနေရာတွေမှာပုံအောင်ဆောင်ရွက်ဖို့လိုတယ်အကြမ်းဖက်တွေ PDF တွေဝင်ရောက်မှုလှုပ်ရှားမှုတွေကိုလက်မခံဖို့လိုတယ်ဒါကတော့တက္ကနာပါဒီနေရာမှာကျွန်တော်ပြောချင်တဲ့အကြောင်းအရာကဒီဖြစ်စဉ်အတွင်းမှာထိခိုက်တိုက်ဆုံးသွားရတဲ့ကလေးလေးတွေရှိတယ်တောင်ဘက်ရွာကကလေး၁၀ရောက်နောက်ဘက်ရွာကကလေး၁၀ရောက်နောက်ပြီးတော့ဒီဖြစ်စဉ်အတွင်းမှာပေါ့နော်ဒီဖြစ်စဉ်အတွင်းမှာဒီစာတင်နေတဲ့ဆရာမ၂ရောက်ထိခိုက်တိုက်ဆုံးခဲ့တယ် ဆိုတော့လက်ရှိချိန်ဒီ22ရက်ဒီကိုင်းမှုရှိခဲ့တယ်လို့သိရတယ်။ဒီခြေကနေမှာကျွန်တော်စာရင်းလေးပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင် grade 2ចောင်းသားက6ယောက်ရှိတယ်။ grade 3ចောင်းသားက4ယောက်ရှိတယ်။ grade 4ចောင်းသားက grade 3ចောင်းသားက3ယောက်ရှိတယ်။ grade 4ចောင်းသားက4ယောက်ရှိတယ်။ grade 5က1ယောက် grade 7 3ယောက် grade 9 1ယောက် grade 10 1ယောက်နဲ့ grade 11 1ယောက်စုစုပေါင်း20ဒီအမင်းပြန်နိုင်ပြုလုပ်ခဲ့တယ်။အဲဆရာမ2ယောက်ကတော့နံပါတ်ရီမသိရအောင်ဒါပေမဲ့ဒေါ်ရီရုံရိုက်ပြထားတဲ့ ဒီမှတ်တမ်းဗီဒီယိုဖိုင်ပေါ့နော်ဒီထဲမှာတော့ဒေါ်ဆက်မသူအသက်23နှစ်ဆိုပြီးတော့သူရိုက်ပြသွားတာရှိတယ်။ဒါသူရိုက်ပြသွားတဲ့ဗီဒီယိုကဒီမြေစာပုံလေးတွေပန်းအုံးလေးတွေကတကယ်ဖြစ်ရဲ့အခြေအနေမျိုးဖြစ်ပါတယ်။ဒီထဲကနေမှဒီကလေးတွေပေါ့နော်ကလေးတွေနဲ့ပတ်သက်ပြီးတော့သူတို့ရေးထားတယ်ရိုက်ပြထားတာရှိတယ်။အစိုးရဒီတိုင်းဆိုတဲ့သမီးလေးဆိုလို့ရှိရင်အသက်10နှစ်ပဲရှိသေးတယ်။နောက်ဆင်းရွယ်ဖြူအသက်9နှစ်ဝန်းဝန်းခံအသက်13နှစ်ဒီလေးဖုန်းတေစာဆိုအသက်9နှစ်လုံးဝကလေးလေး ဇင်ကိုးဆိုအသက်16နှစ်ဒီလိုမျိုးဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးသူတို့တခန်းတနာနဲ့အုပ်ဘူးလောက်ထားတယ်အတွဲလိုက်လေးလောက်ထားတယ်ဆေးတွေတုတ်ထားတယ်ဒါပေမဲ့ဒေါ်ရီဒီအုံးကဖြစ်စဉ်အဟောင်းကြီးကိုဆက်ပြီးတော့မျက်ရည်ချူသွားပါတယ်။ဘာကြောင့်မျက်ရည်ချူတာလဲ။ဒေါ်ရီဒီအုံးကဒီပေါ်မှာအင်မတန်မှအကျိုးစီးပွားနိုင်ငံရေးအကျိုးအမြတ်ကောင်းကောင်းရခဲ့တယ်လို့သတ်မှတ်လို့ရတယ်။တည့်ချက်ဒီအချိန်လေးကိုမုံရကနေသွားပြီးတော့သူသွားရိုက်တယ်။ရောက်ရောက်ချင်းမှာပဲသူဖြစ်တဲ့ဖြစ်စဉ်၉နာရီ 40ဝန်းကျင်10နိုင်မတိုင်ခင်မှာဖြစ်တယ်သူ3နိုင်မောင်းခဲ့ရတယ်ဆိုကျွန်တော်10နိုင်နေပဲထား7နိုင်7နိုင်10နိုင်ဒီကာလာတွေမှာသူရောက်တယ်ရောက်တာနဲ့မှတ်တမ်းမှုတွေရဲ့ကိုသူလုပ်တယ်အင်မတန်ဝမ်းနည်းနေပါတယ်ဆိုတဲ့တော်ကြီးရောကပန်းလေးတွေပန်းထားမပြတ်ဘလောက်ပဲအန်ဆောင်ပြီးရှိုက်တန်နေတော့သူ့ရဲ့ရှင်တန်ခဲ့တဲ့ပုံစံနဲ့သူ့ရဲ့လိမ့်နေလီစေထားတဲ့ဟာတွေကမျက်နှာအားလုံးပေါ်တယ်ခုချိန်ဆိုလို့ရှိရင်တော်ရည်ဒီအောင်က50ကျော်နေတယ်52နှစ်ဝန်းကျင်ရှိနေတယ် သို့တော့လမ်းမကိုရောက်ပြီးတော့ဒီနိုင်ငံကြီးဖြစ်စဉ်ပေါ်မှာနိုင်ငံကြီးအမျက်ထုတ်ဖို့ကြိုးစားနေတော့တတင်းသူတတင်းမတွေလိန်ငယ်လီစေတဲ့လုံခြံစံတန်းတွေကြရင်နိုင်ငံကြီးအမျက်ထုတ်ဖို့ကြိုးစားနေတော့ဒီဖြစ်စဉ်ကြီးကိုပြပြီးတော့တစ်ဖက်မှာဒီနိုင်ငံကြီးအဖွဲ့အစည်းတွေစီကအလုံငွေတွေရယူဖို့စီစဉ်နေတော့ဒါအပြင်နိုင်ငံကြီးထုံးတဲ့ချက်တွေအနေနဲ့နာဆာကဘက်ကဒီအပြင်းမဲ့အရက်သားတွေဒီကြောင့်တိုက်ခိုက်မှုတွေစတင်ကြောင်းတွေပေါ်မှာထိခိုက်မှုတွေတိုက်ခိုက်မှုတွေလုပ်နေရဆိုတဲ့ဟာကို highlight လုပ်ပြီးတော့ဒီဟာက issue တစ်ခုအနေနဲ့နိုင်ငံတကာကိုချပြဖို့အတွက်စူးစမ်းနေတော့ဒီအချိန်ဒီမှာဒီဖြစ်စဉ်ကြီးမှာတော်ရီအောင်ကနှစ်တိစာသုံးတိစာလောက်ဖြစ်သွားတယ်ပထမအချက်ကဒီအချိန်ဒီပုံမှာသူကလှုပ်လေလှုပ်ကြံလီဆဲတဲ့ဖြစ်စဉ်ကြောင့်ဒီဗီဒီယိုရိုက်ပေးလိုက်တာရဲ့နောက်ဆက်တွဲသူကဗီဒီယိုတင်တဲ့ပုံအတွက်အကျိုးမြတ်အများကြီးရရှိပါလိမ့်မယ်နှိမ့်ချက်က NASA ကကိုနိုင်ငံရေးအရတက်ခတ်နိုင်မှာဖြစ်တဲ့အတွက်နိုင်ငံရေးအနေထုံးမှုတစ်ခုထပ်ရမယ် ုံးချက်ကတော့ဒီ data အတွင်းမှာရှိတဲ့ပြည်သူလူထုအနေနဲ့အမှန်တိုင်းကိုမပြောနိုင်ဘူး။ဂျင်းထဲမှာစိုးနှင်ကြေကွဲနေရတဲ့အခြေအနေနဲ့ရင်ကုန်နှုတ်ပိတ်နေရတဲ့အကြောက်တရားတစ်ခုကိုထပ်မံပြီးတော့ပေးလိုက်နိုင်တယ်။ဒီနေရာမှာတကယ်ဖြစ်စဉ်အမှန်ကဆုံးရှုံးသွားရတဲ့မိဖတွေနဲ့သူတို့ရဲ့ခံစားချက်တွေကိုထုတ်ဖို့ပြောကြခြင်းပဲမယ်။ဒေါ်ရီဒီအောင်ကဘယ်လောက်ချင်းချောက်တာလဲ။ကျွန်တော်တို့ဘယ်သူမှမသိဘူး။တရင်အမှန်ဆိုတာလည်းထွက်မလာဘူး။အကြောင်းလဲ။ထွက်မလာဘူးဆိုတာကဒီဒေတာအညီကြီးစိုးမိုးနေပြီ။နောက်ဆက်ကမစိုးမိုးနိုင်နေနေပြီ။ PDF စုမှုနေနေဖြစ်တဲ့အတွက် PDF စုမှုထားတယ်ဒါဝန်ထမ်းချင်းအထိမ်းအမှတ်လုပ်တယ် PDF တယောက်ကအလန်တိုင်းကိုတဝက်ချပြီးတော့ဝန်ထမ်းချင်းအထိမ်းအမှတ်လုပ်တယ်ဘယ်တုန်းကမှ PDF တွေကနိုင်ငံတော်အလန်ကိုတန်ဖိုးမထားခဲ့ပါဘူးဖြစ်စဉ်အားလုံးမှပြန်ကြည့်လိုက်လို့ရတယ် NUG အလန် PDF အလန်အနည်းအောင်မှကျေဖြူတစ်လုံးကိုပဲသူတို့အင်မတန်အသိထားပါတယ်ကျွန်တော်တို့နေဆက်မှနေတဲ့အချိန်တုန်းကတေယုတ်ပတ်ချန်းကိုသွားလာနေတဲ့အချိန်မှတော့မှ ဒီ NNC PDF ကိုကန့် MNT တွေနဲ့နှိဆက်တဲ့ PDF တွေကရောက်တဲ့နေရာမှာသူတို့ရဲ့ PDF အလံ NNC အလံကိုရောက်နေရာမှာယူကြပါတယ်။ဘာပဲလုပ်လို့ဒီလိုမျိုးသူတွေကအခုဒီ OTN ရဖြစ်စင်ပါနိုင်ငံတော်အလံကိုတစ်ခုတည်းရနေတင်ပြီးတော့ managing အထိမ့်မှတ်တွေပါဆက်ပြီးတော့လုပ်ပြသွားတယ်။ဒီအစီအစဉ်ကြီးဒီဖြစ်စင်ကြီးဒီလိုရဲ့ကြီးအားလုံးကအတူရောင်းကြီးပဲဆိုတာကိုကျွန်တော်ထပ်မံပြီးတော့ရှင်းပြပေးရခဲ့တာပါ။ ဒါကတော့ဒီအမှန်တော့ဒီ audit တွေဖြစ်စဉ်ကြီးနဲ့ပတ်သက်ပြီးအင်မတန်ကြီးခွဲဖို့ကောင်းတဲ့ဖြစ်စဉ်ကြီးကိုကျွန်တော်နောက်တစ်ချောပြန်ပြီးတော့ပြောချင်ပါဘူးပထမနေ့ကကျွန်တော်တင်ဆက်ပြီးတဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့တင်ပြယူဆချက်တွေဒီ suggestion တွေနောက်ထပ်ဒီဝေဖန်အကြံပြုမှုတွေဘာမှမပြောတော့ဘူးလို့စဉ်းစားထားတာပါဒါကကျွန်တော်တို့အနေနဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒီတည်ဆုံသွားရတဲ့ကလေးတွေရဲ့တည်ဆုံကတံမုံမဲ့တယ်လို့ခံစားရတော့အဲ့ဒီနေ့ကတို့အတားလေးတင်ဆက်ပေးခဲ့ပြီးထပ်ပြီးတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မတင်ဆက်တော့ဘူးလို့စဉ်းစားထားတာပါ ို့တော့ဒီရဲ့ဘိုင်းမှာတော့ရေဒီအောင်ရဲ့ဒီလောက်ကျန်ဇလန်ဖန်တင်းမှုတွေကနေမဟုတ်မမှန်လောက်ကျန်မှုတွေကပို့ပြီးတော့ထင်လာမြင်လာဖြစ်လာတယ်။ပေါင်900နဲ့ပြောတယ်ကလစတာနဲ့ဖြစ်သွားတယ်။ကလေးတွေရဲ့ဓာတ်ပုံတွေတွေကိုပြရတယ်။ဒီမြေစာပုံလေးတွေကိုပြရတယ်။ဒါပေမဲ့ပြီးခဲ့တဲ့နှစ်တွေတုန်းကဘယ်ချိန်ဘယ်ကလာကမှမသိတဲ့ဒီအုပ်ကူတွေကိုရိုက်ပြသွားတယ်။နောက်ပြီးတော့ဒီဖြစ်စဉ်ပေါ်မှာအင်မတန်ခံစားရတဲ့မျိုးသမီးတယောက်အနေနဲ့အမှန်တရားကိုလိုချင်တဲ့မျိုးသမီးတယောက်အနေနဲ့ တော့ကျူလောက်သွားတယ်။တကယ်တမ်းကျတော့တော်ရည်အောင်ကပြီးခဲ့တဲ့ဒိတ်နဲ့လုံးလုံးလူ30ကျော်ကိုရက်ရက်ဆက်ဆက်တပ်ဖြတ်ထားခဲ့တဲ့အကြံဖက်သမားလူသက်သမားတယောက်ဖြစ်တယ်ဆိုတာပါပဲ။အရှင်လက်လက်ပါလေလီပြီးတော့နိုင်ငံနဲ့တရုတ်တိုက်ဆွဲသွားတာရှိတယ်။ဒါရှင်နဲ့လေပင်ဂုတ်ကိုပိုင်ခုတ်ခဲ့တာရှိတယ်။သူမိတနက်နဲ့အချိန်တော့ကလည်းချင်းချောက်ခဲ့တာရှိတယ်လို့တကယ်ရိုင်ဖယ်နဲ့ကင်ပြီးတော့ရှေ့တန်းကိုလိုက်နေတဲ့အချိန်တွေမှာလည်းအများကြီးလောက်ခဲ့လို့ပါ သူနဲ့ပတ်သက်ရင်သူ့ရဲ့အကြောင်းကိုသိတဲ့ဒေသခံတွေကကောင်းကောင်းကြီးကြည့်ကြပါတယ်။သို့တော့မြန်မာနိုင်ငံအနှံ့အပြားကဒေါ်ရီအုံနဲ့ထိတွေ့ဆက်ဆံမှုရှိတဲ့မြန်မာနိုင်ငံအနှံ့အပြားကသူတွေကတော့ဒီအခြေအနေမှန်ကိုသိကြမှာမဟုတ်ပါဘူး။ဒါဒေါ်ရီအုံဗီဒီယိုသွားရိုက်ပြထားတဲ့အပေါ်မှာပဲလိုက်ပါစီမျောပြီးတော့ဒီပုံမှာ emotion တွေနဲ့ကျွန်တော်တို့ကဟို emotion တွေပဲအခြေအနေကိုဆုံးဖြတ်ကြတာ။ဒါငလင်ကိစ္စမှာလည်းဒီလိုပဲကျွန်တော်တို့ match 98ရဲ့ငလင်ကြီးလောက်ခတ်သွားခဲ့ပြီးပြီ။ ဧပြီလ21ရက်နေ့မှာငလင်လုံမယ်ဆိုတဲ့အကြောက်တရားနဲ့စိုးရင်ပုံပန်မှုနဲ့ပဲအများကြီးစိုးရင်ခဲ့ကြတယ်တကယ်တမ်းမဖြစ်သွားဒီလိုပဲဒေါ်ရီအောင်ကလည်းဒီအကြောက်တရားပေါ်မှာကောင်းကောင်းကြီးအသုံးချတတ်သွားတယ်ဘာကြောင့်လဲဆိုရင်ကလေးတောင်ပိုင်းဒေသသူလှုပ်ရှားခဲ့တဲ့ခုံတော်မျိုးသားတစ်ယောက်ပါသူကခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့လှုပ်ရှားနေဖြစ်ခဲ့ဆိုတာပါပဲဆိုတော့အချင်းဒီအလုံးကိုတုံတက်နောက်ထပ်ကြော်နေညီကုန်းကြော်ရမယ်ဆိုလို့ရှိရင်တော့ဟိုဒင်းညဖြစ်စဉ်ကလိမ့်ပြင်းလိမ့်မှားပြင်းမှားနဲ့ဖုံးရင်ဖုံးရင်နဲ့ ပေါ်နေတာတွေကိုကျွန်တော်မြင်တွေ့နေရတာပါဒီနေရာမှာထိခိုက်သွားတဲ့ကလေးငယ်တွေအတွက်အင်မတန်စိတ်မကောင်းစရာဖြစ်တယ်သူတို့ရဲ့ထိခိုက်တည်ဆုံးမှုနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးအထောက်ချတဲ့ကိစ္စတွေကိုရတန်းကရက်စီကြပါတယ်နောက်ပြီးတော့ဒီလိုမျိုးပြစ်မှုတွေကျူးလွန်ခဲ့တဲ့လူတွေကိုအရှင်လန်းလက်တပ်ဖြတ်ခဲ့တဲ့ဒေါ်ရတီပုံကဒီလိုမျိုးလုံချံလီဆယ်ရင်းနဲ့မန်တရားဘတ်တော်သားလိုလုပ်နေတဲ့အကြောင်းအရာတွေပေါ်မှာလိုက်ပါပြီးတော့မစည်းမျောမိလို့လို့ပါတယ်ဒါအပြင်ဒေါ်ရီအောင်နဲ့အခုဒေါ်ရီအောင်လှူရှားထိတွေ့နေတဲ့စကိုင်းတိုင်းဒေတာစကိုင်းတိုင်းအနောက်ချမ်းမကွေးတိုင်းမြောက်ချမ်း ကလေးမျိုးတောင်ချမ်းမြောက်ချမ်းခံပတ်စားတဲ့ဒေသတွေအတွင်းကဒေသခံပြည်သူလူထုအနေနဲ့တော်ရည်တီအုံးနဲ့ထိတွေ့ဆက်ဆံတဲ့အချိန်ကြာသတိထားပြီးတော့ဆက်ဆံဖို့လိုပါတယ်။ကျွန်တော်တို့ဒီထက်ပြောပြစရာဖြစ်စဉ်တွေတော်ရည်တီအုံးနဲ့ပတ်သက်တဲ့အမှတ်တမ်းတွေအများကြီးရှိပါတယ်။ဒါသူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကကျွန်တော်တို့ပြီးခဲ့တဲ့ဖြစ်စဉ်တစ်လျှောက်လုံးမှာ record တစ်ခုချင်းရှိခဲ့ပါတယ်။ဒါပေမဲ့ဒီဖြစ်စဉ်ကြမှာဘာကြောင့်တော်ရည်တီအုံးကနာမည်ကြီးပြီးတော့တော်ရည်တီအုံးကိုတီးထက်တိုးဆိုရတယ်ဆိုတော့လှုပ်ချင်ဆက်ဖန်တီးတာလို့ပါ။ ဒီနေရာမှာတော်ရည်ဒီအုံးရဲ့ယူဆချက်တွေတော်ရည်အုံးကိုသွားပြီးတော့သူ့ရဲ့ social media ကိုသွားကြည့်ခြင်းလည်းရှာလို့ရပါတယ်တော်ရည်ဒီအုံးကို RATI နဲ့ ready ထားပြီးတော့ OHM နဲ့ပုံထားပါတယ်ဒီနေရာမှာတော်ရည်ဒီအုံးကဘာတွေလုပ်ပြီးတော့ဘလို့တွေလောက်ချန်ဇလန်းနေနဲ့ဘလို့ပြတိတ်ခါဆဲထားတယ်ဆိုတော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုကြည့်ရင်အချင်းမှန်လေးကိုမြင်တွေ့သွားပြီးတော့ ခြေနေမှတစ်ခုကိုကောင်းကောင်းကြီးလက်ခံပေးသွားနိုင်ဖို့ညွှန်လဲပါမယ်။ဒါကတော့ဒီဒေါ်ယရီအောင်ပါလဲဘယ်လဲနဲ့ဒေါ်ယရီအောင်ဖြတ်တန်းခဲ့တဲ့ပုံစံဒေါ်ယရီအောင်ရဲ့တကယ်ရှင်တန်နေတဲ့ဘဝဒေါ်ယရီအောင်ရဲ့စကြိုင်းနဲ့ဒီဖြစ်စဉ်ပေါ်မှာနိုင်ငံရေးအမျက်ထုတ်သွားတယ်ဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးခဲ့တာလည်းဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းဘလို့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်လဲဆိုတာသိရှိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ Union News Channel ကို Like Subscribe လုပ်ပေးခဲ့ပါဦးခင်ဗျာ။